မင်္ဂလာပါရှင်ဖဲကွန်ပင်လောင်းနယ်စပ်မှာတိုက်ပွဲပြင်းထန်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဖဲကွန်ပင်လောင်းနယ်စပ်မှာစစ်တပ်နဲ့ပြည်သူတပ်တို့ထပ်မံဆက်ကြောင်ထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးတရင်အရေးမြစ်တွေကပြောပါရယ်နိုဝင်ဘာလ26ရက်နေ့မှာဖဲကွန်ပင်လောင်းနယ်စပ်မှာရှိတဲ့စောင်းပြောင်းရွာအနီးကိုစစ်တပ်နဲ့ပြည်သူတို့အထိုင်ချရာတပ်ဆွဲရာ200ကနေထပ်မံဆက်ကြောင်ထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုထားပါရယ် ဖဲခွန်ပင်လောင်းနယ်စပ်ကို2025ခုနှစ်စက်တမလ17ရက်နေ့ကစပြီးစွတ်တနယ်ပြန်လို့တက်တော့ကအင်အားအလုံးအင်းနဲ့စက်ကြောင်ထိုးလာခဲ့တာကြောင့်တိုက်ပွဲတွင်နေစဉ်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ်ကဖဲခွန်မြို့နယ်အတွင်းရေကောက်ပွဲကျင်းပနိုင်ဖို့အတွက်နယ်မြေတွေကိုရယူဖို့ထိုးစစ်ဆင်နေပြီးလမ်းနက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာကြောင့်ဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့ကျေးရွာ၁၀ရွာကဒေသခံ9000ကျော်စစ်ဘေးသိမ်းရှောင်ခဲ့ရပါတယ်။ ီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နေ့လယ်ပိုင်းကလည်းစစ်တပ်နဲ့ပြန်လို့ပြစ်ခတ်တဲ့လက်နက်ကြီးကြောင့်ပေါ်ရန်ကျေးရွာအနေတောင်ရလောက်ကန်နေတဲ့အမျိုးသမီး3ဦးသေဆုံးခဲ့ပြီးတော့2ဦးတိုက်ခိုက်တံရရှိခဲ့ပါတယ်ရှင်။